တင်ချာနီးရဖြစ်နိုင်ကြေးရတွက်မယ်ဆိုရင်စောက်တန်းတပွဲကိုနိုင်လိုက်တာနဲ့အမှတ်80ဖြစ်သွားမယ်ချန်ပီယံလိဝင်ခွင့် top 5ထဲဝင်ဖို့ကရာဂန်တော့90ကျော်ကျော်95ရာဂန်တော့ရှိနေဆိုတော့ဘာမှအရင်စိတ်ပူစရာမဟုတ်ဘူးနှိမ့်မရလဲဘာဖြစ်လဲငါလည်းဘာမှဖြစ်ကျွန်တော်ပြောချင်တာကဒီမှာကျွန်တော်တို့ယူဆချက်ကချန်ပီယံလိကိုပဲအပြည့်အဝအယုံဆိုင်အဓိကစားမှာ9ယောက်6ယောက်လောက်ကိုအနာပေးပြီးတော့ဒုတိယကျော်ပြင်သစ်မြေမှာကစားမယ်ဒုတိယကျော်ပွဲကိုအားမွေးရမယ်ချိန်မှာ9ယောက်လောက်ထည့်သုံးပြီးတော့ဘာဖြစ်ချင်မှန်းမသိရဲ့သုံးဖက်ချက်ကိုထထသုံးတယ် တစ်ဖက်မှာသူနဲ့တွေ့ရမဲ့ BG ကပြည်တွင်းပွဲဒီဘက် Strawbo နဲ့တွေ့တဲ့ပွဲမှာအဓိကစားမကြီးကဂျောင်းဒီဘက်တယောက်ကိုပဲတုံးပြီးတော့၁၀ရောက်လုံးလုံးအနာပေးထားတယ်။ကျွန်တော်တခြား Inter Milan နဲ့ပြီးဘာစီလိုနာတို့လည်းနားလာပါကြည့်လိုက် Inter Milan ဆိုရင်အဓိကစားမကြီးကနောက်ခံလူ Bisset Bisset တယောက်ကိုပဲတုံးပြီးတော့ Champions League မှာ Barcelona နဲ့ကစားခဲ့တဲ့၁၁ရောက်ထဲက၁၀ရောက်အနာပေးခဲ့တယ်ဂိုးသမားအစ Barcelona ဆိုလည်းဒဏ်ရာပြဿနာတွေနဲ့ဒါရှိနေတဲ့ဂျားကနေပြီးအဓိကစားမကြီးဆိုလို့ကွဲလေရ Patri ရဲ့ဘယ်နောက်ခံလူ Gerard Martin ရဲ့ ဘိုးခန်စစ်ကအရူဂျိုရဲ့2ယောက်3ယောက်လောက်ပဲတုံးပြီးတော့6ယောက်လောက်အနာပေးထားတယ်ပြောချင်တာကချန်ပီယံလိမှာကစားမဲ့တခြားသောအသင်း၄သင်း semi final ရောက်နေတဲ့မှာ3သင်းက90ယောက်တွေ6ယောက်တွေ9ယောက်တွေအနာပေးခြင်းမှာအာဒီတာက2ယောက်ထဲအနာပေးအဲ့ထဲမှာ1ယောက်ကတင်ပါဒန်ရနေလို့မီဒူနိုတစ်ယောက်ပဲအနာပေးပြီးတော့အဓိကစားသမားတွေအားလုံးနဲ့ကစားနေတာကအာဒီတာမယူရဲဆန်နေရလို့ကျွန်တော်တို့ခံစားမိတယ်သူ့ရဲ့ဒီတရာဒီလုံးရဲ့အာဆနယ်ရဲ့အောင်မြင်မှုကြာရှုံးမှုတွေကချန်ပီယံလိရဲ့ ုတိယအကြော့ PSG နဲ့ဘွဲပေါ်မှာပဲမူတည်နေပြီဒီရာဒီပရီးမီးယားလိမှာမအောင်မြင်နိုင်တော့ဘူးချန်ပီယံလိဝင်ခွင့်နဲ့ပဲသူတို့ဂျင်းနဲ့မှာသေးကြနေပြီအားလုံးလည်းသိနေပြီဒီရာဒီအာဆနယ်အောင်မြင်တဲ့ရာဒီဖြစ်ချင်နေဆိုရင်ချန်ပီယံလိမှာအောင်မြင်ဖို့တခုပဲသူကဒီရာပဲလှုပ်ဖို့ရှိတော့တဲ့အချိန်မှာဘာလို့ဒီလောက်မှ US နဲ့လည်းကျွန်တော်တို့နားမလည်နိုင်ဘူးအဲ့ဒါအခုမှမဟုတ်ပါတော့ရှေ့မှာပဲလင်းနဲ့ဘွဲတယ်ရာသူအဲ့လိုဒီဟာဖြစ်ပြီးတော့သူသူသူရည်ရွယ်တဲ့ပုံစံအိမ်ကွင်းပွဲလေးတော့အနိုင်ကန်ထားပြီးဒီဘက်မှာစေးလက်အေးနဲ့သူအမှတ်စုဆောင်းမယ်ဆိုတဲ့အတိတ်ပဲမျိုးတွေးလိုက်တယ်ဒါပေမဲ့ပဲလင်းနဲ့ပွဲလေကိုယ့်ရဲ့ခန်းစစ်အကြောင်းအမားတွေနဲ့ရလက်မကောင်းခဲ့ဘူးဒီပွဲမှာလည်း ရာယာထပ်ပြီးအမအဲဘဲလင်းနဲ့ပွဲရထပ်တူကြတဲ့အမမျိုးထပ်ကျွလွန်းတာပဲရလက်ရလည်းမကောင်းဘူးဆိုတော့စိတ်ပိုင်းဆိုင်ရာရလည်းကိုနိုင်ကိုနိုင်ရမယ်ဆိုပြီးရွေချက်အပြည့်နဲ့ကစားသမားအစုံလေးနီးနီးသုံးကန်ပြီးတော့မနိုင်ခဲ့ဘူးစိတ်ပိုင်းဆိုင်ရာရနောက်တစ်ချက်ကထပ်ရှုံးတယ်ပြီးတော့ကစားသမားဘက်ကကြည့်မယ်ဆိုလည်းပွဲပတ်နဲ့ဒဏ်ကိုမရှောင်လွှဲနိုင်မဲနဲ့ထပ်ပြီးတော့ပွဲချက်တွေကစားခဲ့ရတယ်နားချိန်အင်မတန်နှဲဝါးတဲ့အတွက်ကြောင့်ထပ်ပြီးတော့ဒါရင်ဆိုင်ခဲ့ရဆိုအာတီတာရဲ့တွားနေတဲ့ပုံစံတွေကကျွန်တော်တို့အာတီတာဖန်မဟုတ်လို့လားမသိသိပြီးတော့ကျွန်တော်သဘောမကျရတယ်အများကြီးပဲ ကံကောင်းထောက်မစွာရီယဲကိုနိုင်လိုက်ခြင်းအာဆင်နယ်ပိတ်သက်တီအတွက်နောက်ဆုံးမျှော်လင့်ချက်တစ်ခုအသက်သွင်းနိုင်ခဲ့လို့သာအဲ့လိုသာမဟုတ်ခင်ဒီဟာဒီကဘာမှအာဆင်နယ်နဲ့အောင်မြင်တယ်လို့ဘယ်အချက်ကမှပြောစရာမရှိဘူးအခုလေအဲ့အဲ့စကားပဲထပ်ပြောရမှာပဲဟုတ်ကဲ့ PSG ကိုမနိုင်မဲနဲ့ထွက်လာခဲ့ရရင်အာဆင်နယ်အတွက်ဒီဟာဒီကလုံးဝပြိုလဲခဲ့တဲ့ကြာရှုံးခဲ့တဲ့အရာဒီပဲဘာမှဒီချန်ပီယံလိဂ်ဝင်ခွင့်နဲ့အဆင့်နှစ်တွေ၃နှစ်၄နှစ်၅တွေရာလဲဘာမှမတ်ဆရာလဲမဟုတ်ဘူးအနေဆုံးတော့ချန်ပီယံလိဂ်ဝင်ခွင့်လာမယ့်ရာစီတနေရာရရင်ပဲတော်ပြီဘယ်အဆင့်မဲရရအဲ့တော့ ဒါကိုလုံနိုင်မလုံနိုင်ဆိုတာကြည့်ရမယ်အဲ့လိုမှမဟုတ်ရင်တော့ဒါကျွန်တော်ကတော့ပြည်သက်တရားအနေနဲ့ပြောမယ်ဆိုစိတ်ရှိသီးခတ်နိုင်ဆိုတော့ကျွန်တော်ကုံပါပြီ။ဟုတ်ကဲ့။ဘာလို့ဆိုအာနီစလော့လိုနီးပြမျိုးချက်ချင်းရောက်လာတယ်ချက်ချင်းဖလားယူသွားတယ်ဆိုတော့ငါးနှစ်၆နှစ်ကြာနေတဲ့နီးပြတယောက်အတွက်အများကြီးဒါက image ပိုင်းအရာအများကြီးထိခိုက်စရာဖြစ်တာ။အာနီစလော့ကိုမလေးစားတာမဟုတ်ဘူး။အာနီစလော့ကိုလေးစားတယ်။အရန်တော်တယ်။အရန်လည်းသူ့ရဲ့အသင်းရဲ့ဒီပြောမယ်ဆို infrastructure ကလည်းအများကြီးတည်ငြိမ်ပြီးသားအသင်းဟို၉နှစ်၁၀နှစ်လောက် ကလော့တိဆောက်ထားတဲ့အသင်းကိုသူကန်တွေခွင့်ရတဲ့အတွက်ဒီပေါ်မှာသူကဟမ်မပြတ်သွားနိုင်တာလည်းပါလို့သူရဲ့အည်သွေးတွေကြောင့်ရတာမှန်ပဲအာဒီတာကလည်း6နှစ်လောက်တိဆောက်ထားတဲ့အသင်းမှာတော့ဒီလိုမျိုးကြီးကတော့လက်ခံစရာမဟုတ်ဘူးပြီးတော့သူရဲ့ဆုံးဖြတ်ချက်အမှားတွေဘေးမှာကွင်းဘေးမှာဒီသူရဲ့မြင်နေရတဲ့ appearance တွေကဘလို့မှပြည့်တက်တရားနေနဲ့အားရစရာတကောမှမရသူမျက်နှာအမြဲတမ်းညှိုးငယ်တိမ်ငယ်ပြီးတော့အလိုမကျဖြစ်ပြီးတော့မှုန့်ကုတ်နေတဲ့မျက်နှာက motivation ဘလို့မှပြည့်တက်တော့ player အတွက်ရော motivation မဖြစ်ဘူးဆိုတော့ဒါတွေကိုသူ့အနေနဲ့စိတ်ပိုင်းဆိုင်ရာတွေပြောင်းလဲပြစ်ဖို့လိုတယ်နိုင်ငံနိုင်ရမယ်ဆိုတော့ခိုင်မာမှုမျိုးယုံကြည်မှုမျိုးအသိအောင်အားပေးနေတာမျိုးဖြစ်တဲ့နယ်လို့ထင်တယ်ပြီးတော့သူ့ရဲ့နီးပြအဖွဲ့ဝင်တွေကလည်းသူ့ကိုကောင်းကောင်းမပန့်ပိုးနိုင်ဘူးလို့ကျွန်တော်ယူဆရတယ်သူ့ရဲ့လက်ထောက်နီးပြတွေစီမှာဘာမှလည်းအိုင်ဒီယာကောင်းတွေမမြင်ရဘူးပေါ့နော်ဒါတွေကအာဆင်နယ်နဲ့အာဒီဒါရဲ့ဒီရာဒီလိုအပ်နေတဲ့အပိုင်းလို့ထင်တယ်ဟုတ်ကဲ့ပါအဲ့တော့ဒီပွဲမှာမလိုဘဲဖြစ်စွန့်စားခဲ့တဲ့အကျိုးဆက်အနေနဲ့ဟိုဒီကပွဲပြီးကန်ဒီမှာဒဏ်ရာရသွားတယ်ဒဏ်ရာအသေးစားလို့ထင်ပါတယ်အဲ့တော့လာမယ့် PSG နဲ့ပွဲတော့ပါဖို့များတယ်ဒါပေမဲ့ ဒါအာဒီဒါရဲ့မလိုအပ်တဲ့စွန့်စားမှုတွေရဲ့နောက်ဆက်တွဲခံရတဲ့အဆိုးကျိုးတွေပေါ့နော်အဲ့တော့အာဒီဒါအာဆန်နယ်မှာဆက်ရှိမရှိဆိုတာလည်းဒီဘေးကြီးပါပဲကျွန်တော်ပြီးခဲ့တဲ့ရာသီတွေမှာလည်းဒီကြောင့်အများကြီးအကျိတ်နေဆွေးနေခဲ့တယ်ဒီမှာလည်းကျွန်တော်တို့အချင်းချင်းမှာလည်းအမြင်မတူတာရှိတယ်ဥပမာကုစွန်းတော်ဆိုရင်အာဒီဒါပေါ်မှာဆက်ရှိသိခံမှုတွေတိတ်မရှိတော့ဘူးအပြောင်းလဲကိုမြင်ချင်းပြီးဒီမှာကျွန်တော်ကတော့အာဒီဒါကအာဆန်နယ်အာဆန်ကခစ်လော်မှာစတေဘယ်တစ်ခုယူလာပေးခဲ့နီးပြဆိုတော့အာဒီဒါကိုအာဆန်နယ်မှာဆက်ပြီးတော့မြင်ချင်းသေးတယ်အောင်မြင်မှုတွေအတွက်နောက်ထပ်နီးပြကောင်းတစ်ယောက်ရောက်လာရင်တော့လည်း ြောလို့မရဘူးပေါ့လေဒါလက်ရှိချိန်မှာအာဒီဒါထက်ပိုကောင်းလုံနိုင်မဲ့နီးပြလဲအဲ့တိတ်မမြင်ဘူးဆိုတော့အာဒီဒါနဲ့ပဲဆက်သွားတဲ့နယ်လို့မြင်တယ်ဒါပေမဲ့အာဆနယ်ဘုတ်ဖွဲ့ကဘယ်လိုဆုံးဖြတ်မှာလဲအာဆနယ်ပိတ်သက်တွေကြားမှာလဲကျွန်တော်တို့လိုပဲဒီမှာကျွန်တော်တို့နှစ်ယောက်တော့မှအမြင်မတူအာဆနယ်ပိတ်သက်တွေထဲမှာလည်းအမြင်မတူတာရှိသလိုဘုတ်ဖွဲ့တွေကြားမှာလည်းအမြင်တွေကွဲလဲကြမှာပဲအာဒီဒါကိုထောက်ခံတဲ့လူတွေရှိသလိုကျွန်တော်တို့လက်တွေ့ဆန်တာပေါ့နော်စူပလာအောင်မြင်မှုကလက်တွေ့ဆန်သွားပြီဆိုတော့ဒီတိဆောက်နေရုံနဲ့ဒီပြောမယ် top elite level မှာယက်တီနေုံနဲ့လုံလောက်မလုံလောက်တော့ဘူးပေါ့နော်ကျွန်တော်တို့ဒီယာတီမဆနေရ မေဂျာထရော်ဖီတစ်ခုမရရင်မအောင်မြင်ဘူးဆိုတော့ကျွန်တော်ကအမြင်ကိုကင်ဆယ်ပြီးတော့တရားလီလုံးအာဆင်နယ်ကိုအဲ့ပေတန်နဲ့တိုင်းခဲ့တာဆိုတော့အခုမေဂျာထရော်ဖီနောက်ဆုံးမျှော်လင့်ချက်ကချန်ပီယံလိပဲရှိတော့ချန်ပီယံလိမအောင်မြင်မအောင်မြင်ဘူးပဲကျွန်내ဟာဘလို့ရည်တည်မှုဘလို့ကောင်းလာတယ်ဘလို့တိုးတက်မှုဘယ်ပြပြကျွန်တော်တို့တက်ကအဲ့လာနဲ့တိုင်းတာဆိုတော့မအောင်မြင်ဘူးပေါ့နော်အဲ့လိုအဲ့လိုပဲယူဆတာဟုတ်ကဲ့ပါအဲ့တော့ဒီမှာအာဆင်နယ်ဘုံဖွဲ့ကအာဒီဒါကိုအောင်မြင်မှုတွေမရယူပေးနိုင်လို့အာဒီဒါကိုပဲစိတ်ရှည်သီးခံမှုတွေကုန်ပြီးတော့ပဲ ီးပြတဲ့အောင်မြင်မှုတွေယူပေးနိုင်မဲ့ serial winner နီးပြတဲ့ယောက်ကိုပဲခေါ်လာမလားဒါမှမဟုတ် Adidas မှာပဲဆက်ပြီးတော့ invest လုပ်မလားဒါကတော့ကျွန်တော်ယာဒီကုန်းမှာ Arsenal ရဲ့နောက်ထပ်သူတို့ဘုတ်ဖွဲ့အခြေလမ်းကိုကြည့်ရလိမ့်မယ်အသေးကြတာတော့ Arsenal ကကျွန်တော်ရှိမှပြောသလိုပဲ Premier League မှာတော့ Champions League ဝင်ခွင့်တနေရာနဲ့ပဲခြေနိုင်ရလိမ့်မယ်အဆင့်နှစ်ထက်လည်းရော့ကျသွားနိုင်ခြင်းအများကြီးရှိတယ်လက်ကျန်ပွဲတွေထဲမှာလည်းခက်ခဲမဲ့ပွဲတွေရှိတယ်ဒါ Liverpool နဲ့ကစားမယ် Newcastle Southampton Liverpool ကတော့အပြေအဝအယုံဆိုင်ချင်မှစိုက်လိမ့်မယ် Southampton ကတော့ခြေရဆို Arsenal နိုင်နိုင်တယ် နျူကာဆယ်နဲ့အိမ်ဝင်းပွဲကဒီယာဒီမှာနျူကာဆယ်ကို၃ပွဲလောက်ရှိပြီးရှုံးထားတာလုံးဝမနိုင်ခဲ့ဘူးအဲ့တော့နျူကာဆယ်နဲ့ပွဲတစ်ပွဲကတော့လက်ကျန်ပွဲထဲမှာအာဆင်နယ်အတွက်အခက်ဆုံးလီဗာပူးကတော့ပုံမှန်တန်းဆိုအန်ဖီယာပွဲကခတ်တယ်ဒါပေမဲ့ချန်ပီယံဖြစ်သွားပြီးကနည်းနည်းစိုးရိမ်တာပြီးခဲ့တဲ့ချက်စီနဲ့ပွဲမှာလီဗာပူးကရှော့ထားပေးပြီးအဝေးကွင်းဆိုတော့အိမ်ကွင်းမှာကျတော့သူ့အိမ်ကွင်းမှာတော့အဲ့လောက်ကြီးထိယော့တိယော့ရဲတော့ကစားမယ်လို့မထင်ဘူးနော်အိမ်ကွင်းအရှိန်အိမ်ကွင်းပိတ်သက်မျက်နှာလေးတွေထောက်မယ်ဆိုတော့အာဆင်နယ်အတွက်လွယ်ကူမှာမဟုတ်လက်ကျန်၃ပွဲမှာတေချာပေါက်အနိုင်မျှော်လင့်လို့ရတာသောတဲ့နိုင်မှရှိတယ်လီဗာပူးရောနျူကာဆယ်ရော လက်ရှိခြေနဲ့မနိုင်နိုင်ဘူးပေါ့နော်ပြောချင်တာအခုဘုံပေါက်ကိုမနိုင်ဘူးပဲလီကိုမနိုင်ဘူးဆိုတဲ့ခြေနဲ့တော့အိုက်သိန်းတွေကိုလည်းနိုင်ဖို့မလွယ်ဘူးဆိုတော့အာဇနယ်အတွက်တော်တော်ကိုလက်ကျန်ရာသီတွေကတကယ်လို့ဒါအရေးကြီးတဲ့ကာလကိုရောက်လာတယ်ဟုတ်ကဲ့ပါအခုဆိုရင်ပေမယားလီနောက်ဆုံး10ပွဲမှာအာဇနယ်က3ပွဲပဲနိုင်ထားပြီးတော့ရမှတ်14မှတ်ပဲရထားတယ်အာဇနယ်နဲ့အာဒီတာရဲ့ story line ကသူတို့ဒုက္ခပေးသွားတာကဒီ April တွေဘန်ဝင်နေမှာပဲ ကျွန်တော်ရှေ့ပါလဲအများကြီးပြောဘူးလေပြီးခဲ့တဲ့200ဒီဇက်တိုက်မန်စတီးကိုပရီးမီယာလိချန်ပီယံဆုအာဆင်နယ်ပေးလိုက်ရတာလေဒီဧပြီလမေတွေမှာအဲ့လိုရလက်ဆိုးနေမထင်မှတ်တာတွေဖြစ်လို့ပဲအခုလဲဖြစ်နေပြန်ပြီဒီနှစ်ကချန်ပီယံဆုမျောလင်းခွင့်မရှိဘူးပရက်ရှာကင်းကင်းနဲ့ကစားနေရတော့မှဖြစ်နေသေးပဲနောက်ဆုံး10ပွဲမှာပရီးမီယာလိမှာ3ပွဲနိုင်တယ်9ပွဲသေးတယ်2ပွဲရှုံးတယ်ဆိုတော့ဒီရလက်တွေကချန်ပီယံဆုအတွက်ဘလို့မှအာမခံချက်မပေးနိုင်ဘူးအဲ့တော့အာဒီတာနဲ့အာဆင်နယ်ပြင်ဆင်ဖို့လိုတာဒီယာဒီကုံပန်းဝင်ချိန်တွေမှာ ရက်လက်ကောင်းနေနဲ့တန်ဖိုးဂီယာချိန်ရမယ့်အချိန်ဒီမှာရက်လက်ကောင်းနေယူနိုင်ဖို့ဒီတင်ကန်းဆောင်အခုထိနေမယူနိုင်သေးဘူး၃နှစ်လောက်ဖြစ်သွားပြီဆိုတော့ဒါတွေတော့လာမယ့်ရာသီမှာပြင်ဆင်နိုင်ဖို့လိုတယ်အဲ့တော့အာဒီတာလာမယ့်နှစ်မှာဆက်ရှိမရှိဆိုတာလည်းမရေရာသေးဘူးအာဆန်နယ်ဘုတ်ဖွဲ့ပေါ်မှာပဲမူတည်တယ်ချန်ပီယံလိမှာအာဆန်နယ်အောင်မြင်မှုရမယ့်ရာပေါ်မှာလည်းအများကြီးမူတည်လိမ့်မယ်လို့ထင်တယ်အဲ့တော့ဘာတွေဖြစ်လာမလဲကြည့်ရမယ်